ခါဝါချန်လေးရှိရယ်အစီပုလေးလည်းရှိရယ်တစ်ခါလေးကြာရင်ချွေးပေါက်လေးတွေပိတ်ပိတ်သွားတဲ့သူတွေတော့စီကောင်ကိုလည်းသွားဖို့စမပြေသေးဘူးလက်ရှိ skin care ကိုလည်းအဆင်ပြေတယ်73ချန်လဲဒါပေမဲ့တခြား additional treatment အနေနဲ့နောက်ထပ် extra အနေနဲ့ဘာသုံးလို့ရသေးလဲဆိုတဲ့သူတွေအတွက်ဒီနေ့ဘာလို့ဒါမှနေပြီးတော့အစ်ထုတ်ထားတဲ့ဒီမျက်နှာသစ္စာအစ်လေးနဲ့ဒေါက်တာမိတ်ဆက်ပေးပြရစီအဲ့ဒီဟာတော့လဲ15ရာခိုင်နှုန်း discount အတွက်ကိုလဲဒေါက်တာ video အဆုံးလေးမှာ ကုတ်လေးတစ်ခုပေးထားပါတယ်ဆိုတော့ဗီဒီယိုဆုံးထိတော့ကြည့်ပေးဖို့တော့လိုလိမ့်မယ်เนาะမင်္ဂလာပါကျမဒေါက်တာယူရီပါအရေးပြကျမရေးတဲ့လှပါကို knowledge share ပေးမြန်လုပ်ပေးနေတဲ့လှပါရေးရာဆရာဝန်လည်းဖြစ်တယ်လို့အမျိုးသမီးကျမရေးတွေကိုဘူးသူတာမျှဝေပေးနေတဲ့ဆရာဝန်လည်းဖြစ်ပါတယ်ဒီဗီဒီယိုလေးကကြတော့ဘောက်တာမကတည်ပြီးတော့အစ်စ်ထုတ်ထားတဲ့ဒီအစိမ်းရောင်လေးဘာလို့ခေါ်လဲဆိုတော့ CBN Gemusan Active လို့ခေါ်တယ် အာဟာရအကြောင်းပြောမှာဖြစ်ပါတယ်။ဒါရတခုဟိုမရှုပ်သွားစေချင်တာကကြတော့အရင်တော့ကတော့သူဒီအပြာရောင်အကြောင်းလေးကိုပြောခဲ့တယ်။အဲ့ဒီအပြာရောင်မျက်နှာသစ်ဆေးကကြတော့ uh, Wiley to combination skin သမားတွေအတွက်ကိုထုတ်ခဲ့တာဖြစ်ပါတယ်။အခုကကြတော့တသက်ပါ။သူကကြတော့မတူတာက keratolytic anidin ပါတယ်။ပြီးတော့တော်တော်ဒီ black hacks လေးတွေအဲမဲတာပေါ့ဆာဝတ်ချက်ပြီးတော့စီဘူးချွေးပေါက်ပိတ်တဲ့ဟာတွေအတွက်အထူးပြုထားတဲ့ mineralis လေးဖြစ်ပါတယ်။ကဲအဲ့ဆိုရင်ဒီ CBN ဂျန်မူဆန်အက်ချစ်ထဲမှာဘာပါလဲဆိုတာကိုကြည့်ရအောင် ူထဲမှာပါတဲ့ ingredient ကကြတော့ပထမဦးဆုံးက salicylic acid 1.8%ပါတယ်သူ salicylic acid ကကျတော့တတို့အစီတွေနဲ့ပတ်သက်ပြီးတော့အစီထွက်တာအစီများတာအဲ့ဒီနောက်ပိုင်းပြဿနာဒီဝှက်ချံလေးတွေအဟာရတွေနဲ့ပတ်သက်ပြီးတော့သူအများကြီးဟိုကိုပိုင်နိုင်တဲ့အထက်မှာပါတယ်။ဘာလို့ဆိုသူက fat soluble အာဒီ acid အမျိုးအစားလေးဖြစ်တာဖြစ်တဲ့အတွက်သူအတွင်းပိုင်းဒီဟိုကို fat တွေရဲ့အဲ့ဒီအတွင်းပိုင်းတဲ့ဒီဟိုကိုသူကဖြည့်ရှင်းပေးနိုင်တယ်။ ောက်တစ်ခုက glycolic acid 1%ပါတယ်သူဒီ water soluble acid မျိုးစားလေးဖြစ်တယ်သူမှာကျွန်တော်တို့ဒီဒီ del cells ဒီမလိုအပ်တော့တဲ့အရေးပြားလေးတွေဆုံးခွာဖို့အချိန်ကြာရင်ဆုံးခွာဖို့အတွက်ကိုသူ disquamation အာနိသင်လေးကိုလည်းပါတယ်ဆိုတော့1% ထည့်ထားတယ်ပေါ့နော်ပြီးတော့နောက် တစ်ခုကကြတော့ zinc gluconate ကို3%ထည့်ထားတယ်ဆိုတော့ဒေါက်တာတို့ရဲ့ဒီ seven cyclation လေးတွေဒီ seven flow လေးတွေကိုသူဒီတန်ဆင်အောင် purify ဖြစ်အောင်အတွက်လည်းလုပ်ပေးနိုင်တဲ့အာဏီတင်ကိုရှိရဲထုံးစံတိုင်းပဲဘာလို့ဒါမှရဲ့ product ထဲမှာဆိုရင် DEF patent လေးတွေပါတယ်ဒေါက်တာတို့ရဲ့ skin tolerance ကိုခံနိုင်အောင်အတွက် skin tolerance threshold လေးတွေ increase ဖြစ်အောင်အတွက်လည်းသူလုပ်ပေးထားတာဖြစ်တယ်ဆိုတော့သူရဲ့ဒီထည့်ထားတဲ့ဟာလေးတွေကိုကြည့်ချင်းအပြင်ဒေါက်တာတို့ဒီ exfoliation အာဏီတင်ကိုရနိုင်နေဆိုတာကိုသိနိုင် ုင်တယ်ပြီးတော့ဒီ black hacks လေးတွေ bari အတွက်ကိုလည်းသူဒီဟိုပါသွားအောင်အတွက်လုပ်ပေးနိုင်မယ် skin လေးတွေ brighten ဖြစ်လာအောင်အတွက်လုပ်ပေးနိုင်မယ်ဆိုတာကိုလည်းသိနိုင်တယ်ဒါပေမဲ့သူ့ထဲမှာပါတဲ့ percentage လေးတွေကကျတော့နည်းနည်းများတယ်အဟောက်ကြည့်ချင်းအပြင်ဒါဒီတို့ daily use မဟုတ်ဘူးဆိုတာကိုလည်းပဲသိနိုင်မယ်တကယ်လို့ daily use သုံးချင်တယ်ဆိုရင်တော့ဆရာဝန်နဲ့တိုင်ပင်စီချင်တယ် အဲဒါပေမဲ့နိမန်လမ်းမှာဘယ်လိုသုံးရမလဲဆိုတာကြောင့်ဒေါက်တာအနောက်မှာလည်းထပ်ပြီးတော့ skin type လေးနဲ့အကျေတဝင်းထပ်ပြောပြပါမယ်။အဲ့တော့ဒီ active ingredient လေးတွေရဲ့အာနိသင်လေးကြောင့်တို့ဒီ clinical efficacy လေးတွေကဘယ်လိုရှိလဲဆိုပြီးတော့တို့စမ်းသပ်ကြည့်တဲ့အချိန်မှာ27ရက်ကြာတဲ့အချိန်မှာ anti blemish effect ကိုလည်းကောင်းကောင်းတွေ့ရတယ်။ဒီခုံမီတုံးဆေးတွေချွေးပေါက်ပိတ်တဲ့ blackhead ဆေးတွေကိုလည်း result ကောင်းကောင်းပြတာကိုလည်း တွေ့ရတယ်။ဆိုတော့ anti blemish effect ကကြတော့32.4%လောက်ကျစင်းသားတာတွေ့တယ်။ပြီးတော့ cumulonimbus lesion ဆေးဆိုရင်လည်း18ရာခိုင်နှုန်းလောက်ကျစင်းသားတာကိုတွေ့ရတာဖြစ်တယ်။အဲဆိုရင်ဒီ product တွေကိုဘယ်သူတွေရွေးချယ်တင်လဲဆိုရင်ကြတော့တကယ်လို့ကိုမျက်နှာပေါ်မှာအဆီဘူးလေးတွေရှိတယ်ပြီးတော့ဒီနားလေးတွေဆိုရင်စားဝတ်ခြံတွေ black hex တွေရှိရပေါ့နော်ချွေးပုတ်လေးတွေပိတ်ပိတ်တက်တဲ့လူတွေအတွက်ဆိုရင်တော့ရွေးချယ်ဖို့အရင်သင့်တော်တဲ့ဖို့ကောင်းတဲ့ product လေးထဲမှာသူကပါတယ်ဒါပေမဲ့ဒီလိုမျိုးဟာတွေက or skin type မှာဖြစ်တတ်တယ်။ combination skin မှာလည်းတွေ့ရမှာပဲ။ oily skin မှာလည်းတွေ့ရနိုင်တယ်။ dry skin တွေမှာလည်းတွေ့ရနိုင်တယ်အလားအလာမှာရှိတယ်။ဆိုတော့အဲ့တော့ဒါကအာဒီနိမ့်မှလမ်းမှန်ပေါ့နော် skin type တွေကိုနည်းနည်းခွဲပြီးတော့သုံးနည်းလေးတွေကိုတော့ပြောပြပေးမယ်။ဘာဖြစ်လို့ဆိုသူထဲမှာပါတယ် ingredient percentage လေးတွေကနည်းနည်းများလို့လေ။အဲ့တော့တကယ်လို့ကိုကတမျက်နှာလုံးကအာဒီ oily skin ဘက်ကိုရောက်တယ်ပေါ့နော်အဲ့လိုမျိုးသမားတွေဆိုရင်တော့ဒီနည်းနည်းသစ်စီကိုသုံးတဲ့အချိန်မှာတပြင်းလုံးသုံးလို့ရတယ် ဒါပေမဲ့ကိုကဒီနားလေးတွေပဲဒီ combination skin အထူးဖြစ်နေတယ်ဒီနားလေးတွေကတော့အရန်6နေတယ်အဲအဲ့လိုမျိုးသမားတွေဆိုရင်တော့ဒါကဒီညက်နဲ့တစ်စေကိုကိုအရန်ကိုကိုဒီခုံမီတုံးတက်တာခြင်းတဲ့နေရာဒီအစီများတဲ့နေရာလေးတွေမှာပဲမျက်နှာတက်တဲ့ချိန်ကြရင်ဒါလေးကိုအထူးပြုပြီးတော့ပဲတက်တာမျိုးကိုလုပ်ပေးစီခြင်းနဲ့ကြံတဲ့နေရာ6တက်နေရာတွေကကြတော့ကိုသုံးနေကြမျက်နှာတက်စေလေးကိုပဲရွေးချယ်သုံးတာမျိုးဖြစ်စီတယ်အဲ့ဆိုရင်ဟိုဒီဟာတဲမှာပါတဲ့ high percentage ကြောင့်ဖြစ်တဲ့ပိုပြီး dryness ဖြစ်စေတဲ့ဟာတွေကိုတခါပြီးလဲကောက်ွယ်ပြီးသားဖြစ်သွားတယ်။အဲ့တော့ဒီ cleanser ကိုဘယ်အချိန်ကျရင်သုံးပါလဲဆိုတော့တော့တပတ်လုံးနေမှာမှနှစ်ချိန်ပဲသုံးမှာဖြစ်ပါတယ်။အဲ့တော့ဒီနှစ်ချိန်ဆိုတာကြတော့လည်းပဲအာသုံးနေတဲ့အချိန်မှာကိုယ့်ရဲ့တခြား skin care လေးတွေကိုတော့တစ်ချက်ကြည့်စေချင်တယ်။ တခြား step တွေမှာ active ingredient ကြီးအများကြီးပါနေရဲဆိုရင်တော့ဒါသာကြတော့တွဲပြီးရောအရင်မသုံးအဲဈေးကျင်မှုပေါ့နော်တချို့တွေရှိရအလှတိုင်းမှာဟို active ingredient ထိုက်ရတာကြိုက်ရတယ်ကြိုက်တဲ့လူတွေမျိုးရှိရပေါ့နော်ဘာလို့ဒါသာအထူးမှားနေလဲဆိုတော့ဒီထဲမှာဒီ salicylic acid ဆို1.8တို့ glycolic acid ဆို1%ပါတာဖြစ်တဲ့အတွက် torture interaction တော့ဖြစ်ပြီးရော irritation ဖြစ်မှာရန်စိုက်ပို့တယ်အဲ့တော့သုံးနာကြတော့ဟုတ်တယ်တပတ်ကိုနှစ်ရက်ပဲနှစ်ကြိမ်ပဲသုံးနေဆိုတာဟုတ်ပေမဲ့ဒေါက်တာအနေနဲ့ suggest လုပ်ချင်တာကကြတော့ အဲ့ဒီဟာသုံးမဲ့အချိန်ကြာရင်ဒီမျက်နှာသစ်ဆေးကိုသုံးဒါပေမဲ့တခြား step တွေအကုန်လုံးကိုဖြုတ်လိုက်တော့ moisturizer အနေနဲ့ကကြတော့ဒီ CBN Keratin ကိုပေါင်းပြီးတော့သုံးလို့ရမယ်အဲ့တော့ဒီဟာသုံးတဲ့အချိန်ဆိုရင် step တွေအကုန်လုံးမှာနှစ်ဆင့်ပဲရှိတယ်ပထမဆင့်ကကြတော့ဒီ Jemusan Active လေးမျက်နှာသစ်ဆေးရှိပြီးတော့ဒုတိယဆင့်ကကြတော့ moisturizer ကကြတော့ဒီ CBN Keratin ဟာပဲရှိမယ်ဒါပေမဲ့ကြံတဲ့အချိန်တွေမှာကြတော့ကိုယ့်ဟာကိုယ်ဒီဟာတွေမပါဘဲနဲ့ကိုယ့် skin care routine ကိုအရင်တိုင်းသွားလို့ရပါတယ်ကဲ အဲဒေါက်တာ warning လေးအနေနဲ့တော့ဒေါက်တာလေးချက်လောက်တော့ပြောပြရစီပထမတစ်ချက်ကကြတော့ခုနပြောထားတဲ့အတိုင်းပဲကိုယ့်ရဲ့ skin care step တွေကိုသိချာကြည့်ပါ active ingredient တွေအများများနေရဆိုရင်တော့ adjust ပြန်လုပ်ပါဒုတိယတစ်ချက်ကကြတော့ဒီ product ဒီအမြဲတမ်းတစ်သက်လုံးသုံးဖို့အတွက်နေတိုင်းသုံးဖို့အတွက်မဟုတ်ပါဘူး black hacks လေးတွေ comedones လေးတွေချွေးပေါက်လေးတွေပိတ်နေတဲ့အချိန်မှလင်းလိုလိုဒရရိုးကလိုအပ်သလို treatment အနေနဲ့သုံးရမှာဖြစ်ပါတယ်အဲ့တော့တကယ်လို့ဒါတွေအကုန်လုံးတတ်တာဝါပြီဆိုရင်ဒါတွေကဒီဟာဆက်သုံးဖို့အတွက်မဟုတ်ပါဘူးရက်လိုက်ပါအရင်တိုင်း skin care routine တွေတိုင်းပဲဆက်သွားမှာဖြစ်ပါတယ်နံပါတ်3ချက်ကကြတော့ watch and train ရဲ့လူတွေရောင်ရမ်းမှုအဆင်ပေါ်တော့ watch and เนี่ย type 3 4အရန်ကိုဘူလုံးလေးမျိုးကြီးနေရဆိုရင်တချို့တွေစီကံပြနေရဆိုရင်လည်း isotretinoin တွေတောက်နေရလူတွေရှိပါတယ် ဒီလိုမျိုးနေထားနေဆိုရင်ဒီ product ကိုလုံးဝတောင်းလို့မရပါဘူး။နံပါတ်၄ချက်အနေနဲ့ကကြတော့တကယ်လို့ကိုယ်မှာဝက်ချံတွေအရန်ဟုတ်ကိုရောင်ရမ်းနေတဲ့ inflammation တွေနဲ့ပါတော့တွဲနေရဆိုရင်တော့ဒါတော့အခုခြားပြထားတဲ့ဟာကကြတော့ best of choice မဟုတ်ပါဘူး။ဘာလို့ထားမှထဲကနေပြီးတော့ CBN ထဲကတခြားဟာလေးတွေရှိပါတယ်။ ကဲအဲ့ဒါတော့စိတ်ပူနေရတဲ့အကြောင်းရင်းလေးလေးချက်ကိုတော့တည်သွားပြီလို့မျှော်လင့်ပါတယ်။ကဲနောက်ဆုံးဗီဒီယိုအပိတ်လေးအနေနဲ့ဒါတော့ဒီ product လေးနဲ့ပတ်သက်ပြီးတော့ထပ်ပြီးတော့တည်စီချင်တာကကြတော့ဒီ product ဒီအစီဘူးလေးတွေအဲဒီ shower chain လေးတွေချွေးပုတ်လေးတွေပိတ်ပိတ်တက်တဲ့သူတို့အတွက်ဖြစ်ပါတယ်။အဲ့ဒီအရာလေးတွေကကြတော့ skin tight ဟိုအများလူတိုင်းမှာ all skin type တွေမှာဖြစ်တတ်တယ်အဲ့တော့ကိုယ့်ရဲ့ skin က dryness ဖြစ်နေတဲ့နေရာတွေပေါ်မှာဆိုရင်ဒီဟာသုံးစရာမလိုဘူးဖြစ်နေတဲ့ lesion လေးပေါ်မှာပဲသုံးရမှာဖြစ်ပါတယ်ဒါပေမဲ့တချို့လူတွေကတမျက်နှာလုံးဖြစ်နေရဆိုရင်တော့တမျက်နှာလုံးသုံးလို့ရပါတယ်ဒီဟာသုံးတဲ့အချိန်ဆိုရင်တော့ moisturizer အနေနဲ့ကကြတော့ keratin နဲ့ဒါနဲ့နှစ်ခုလေးပဲတွဲပေးတယ်ဆိုရင်ရပါပြီအဲ့တော့ဒီပစ္စည်းလေးကကြတော့ခဏလေးအနေနဲ့သုံးတာဖြစ်တဲ့အတွက်တချို့တွေကကြတော့ product ပုံပုံမအောင်စိတ်ပူကြရဲပေါ့နော်အဲ့တော့ဒါကြောင့်အဟာလေးကိုဒါကြောင့်စ ဆောင်းနာခိုင်းစီခြင်းနဲ့ပေါ့ဆိုဒီ black hack ကြီးအာဒီအစီဘူးပိတ်တဲ့ကိစ္စတွေကကြတော့အရှင်းပြောက်သွားတယ်ဆိုတဲ့ကောင်းစဉ်အောက်မှာမရှိပါဘူးအမြဲတမ်းကိုကယူမဆိုင်မဆိုင်တဲ့လူမျိုးတခုခုလွဲမှသွားတယ်ပြင်းပြင်းထွက်လာမျိုးလေးတွေကရှိတတ်ပါတယ်အဲ့တော့ကိုကဒီဟာလေးကိုဆောင်းထားတယ်ဆိုရင်မကြမကြကိုကကိုယူဆိုင်ပြီးတော့သွားလို့ရပါတယ် ကဲအဲ့တော့ဒီပစ္စည်းလေးကိုစိတ်ဝင်စားရဆိုရင်တော့ကျွန်တော်တို့ဒီဘောက်တာမှာ forever ဆိုတဲ့ကုတ်လေးနဲ့သူတို့ရဲ့ viber မှာသွားပြီးပေါ့မေးလို့ရပါတယ်ဝယ်ယူလို့ရပါတယ်ဒေါက်တာအဟာလေးတို့က15ရာခိုင်နှုန်း discount ရအောင်အတွက်ဒါလိုပေးထားပါတယ်ကုတ်လေးကဘောက်တာမှာ forever ပါကဲဒီဗီဒီယိုလေးကအများကြီးကြိုးရှိမယ်လို့မျှော်လင့်ပါတယ်